စ္စာမဲ့သူကိုပြက်သားပေးတဲ့နောက်ယောက်ျားကောင်းပြီးသားသူနဲ့တင်ဝင်လက်ထက်လိုက်ပြီးဖြစ်ကျက်ပန်ကိတ်ကြတာအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ချစ်စရာကောင်းတဲ့ပန်ကိတ်ကြတာကဩစတြေးလျနိုင်ငံမှာလက်ထက်လိုက်ပါပြီရှင်မိန်းကလေးအများစုသဘောကျတဲ့ပန်ကိတ်ကြတာကချစ်သူတက်တန်း၃နှစ်ပြည့်မှာတင်ဝင်လက်မှတ်ရေးထိုးလိုက်ကြပါသူတို့နှစ်ယောက်ရဲ့ဒိတ်လလလေးမှာလက်မှတ်ရေးထိုးဖို့အတွက်ပန်ကိတ်ကြတာရဲ့ချစ်သူကတောင်းဆိုခဲ့တာဖြစ်ပြီး၃နှစ်ပြည့်တဲ့နေ့မှာတင်ဝင်လက်ထက်လိုက်ပါတယ်တကယ်ချစ်ပေးမဲ့သူနဲ့လက်ထက်လိုက်တဲ့ပန်ကိတ်ကြတာအတွက်ဝမ်းသာနေကြပြီးတော့နောက်ဆုံးတော့အချီးမှပျော်ရွှင်သွားရပါပြီတကယ်တော့ပန်ကိတ်ကြတာ ာကိုသူ့ရဲ့ချစ်သူကလွန်ခဲ့တဲ့တနှစ်ကျော်ကတည်းကလက်ချက်ခွန်တောင်းခဲ့တာပါ။ဘန်ဂိတ်ဒတာကိုချစ်သူဖြစ်တဲ့ဩစတြေးလျနိုင်ငံသားကဗီယက်နမ်နိုင်ငံကကဲချစ်တခုမှလက်ချက်ခွန်တောင်းခဲ့တာဖြစ်ပြီးတော့အခုတော့တကယ်လက်ထပ်လိုက်တာပါ။ပြီးခဲ့တဲ့အချိန်မှာခန်းစားခဲ့ရတဲ့ဘန်ဂိတ်ဒတာကိုသူ့ရဲ့ချစ်သူကအရန်ကူးဆိုင်ပေးခဲ့ပါတယ်။အလရယမှာဗီယက်နမ်နိုင်ငံကိုအလက်ပတ်ရောက်လာပြီးရန်နေငယ်ကြောင်ရှောက်လန်နေတဲ့အခြေလက်လက်ထပ်ခွန်မတောင်းသေးပါဘူး။ကဲချစ်မကြီးကစားနေတဲ့ဘန်ဂိတ်ဒတာကိုလက်ထပ်ခွန်တောင်းခဲ့တာဖြစ်ပြီးအခုတော့သူ့ရဲ့မင်္ဂလာဝဲကိုလည်းကျင်းပပြီးသွားပြီဖြစ်ပါတယ်။ဘန်ဂိတ်ဒတာတယောက်အခုလိုချစ်ပေးတဲ့သူနဲ့ က်ထက်သွားခဲ့လို့သူရဲ့ဖန်တွေကအရန်ကိုဝမ်းသာနေခဲ့ကြပါတယ်။တစ္ဆာရှိပြီးချစ်တက်တဲ့မိန်းကလေးကလည်းထတူညီတဲ့သူနဲ့ပဲထိုက်တန်းတာကြောင့်ဘန်ဂိတ်တတာကရွေးချယ်မှုမှန်ကန်သွားပါတယ်။ဘန်ဂိတ်တတာကလွန်ခဲ့တဲ့အချိန်မှာ9နှစ်ကျော်တွဲခဲ့ပေမဲ့တိုင်းသိပြည်သည့်အသက်ခွဲခံခဲ့ရပါတယ်။မအောင်မြင်ခင်မှာဘန်ဂိတ်တတာကနောက်ွယ်ကနေပါရမီဖြစ်ပေးပြီးအောင်မြင်လာတာကိုပီတိဖြစ်ခဲ့ပေမဲ့သူ့အတွက်တော့ဘာမှမမျှော်လင့်ခဲ့ပါဘူး။ရွှေချိုအတွက်အမြဲတမ်းအစင်းသက်ဖြစ်နေခဲ့ပြီးတော့သူ့ရဲ့ငရွယ်နှုပြုံမှုတွေအချိန်နဲ့အချစ်တွေအားလုံးကိုပုံအောင်ပေးခဲ့ပါတယ်။ဘန်ဂိတ်တတာကရွှေထူးကိုအောင်မြင်တဲ့ အထိအချိန်ကြာကြာစောင့်နေပေမဲ့လည်းရွှေထုကတော့နောက်မှပေါက်တဲ့ရွှေကြာကပိုလှတယ်လို့ထင်သွားခဲ့ပြီးတော့လာပိုင်းအတွင်းမှတင်ထားသွားခဲ့တာပါရှင်။ဘန်ကိတ်ကြတာအထက်ငွေကြေးလည်းပြည့်စုံပိုလဲလာတဲ့ရွှေမုံရည်တီကိုရွှေထုကလင်းလင်းမြန်မြန်ပဲချစ်မိသွားရကနေဘန်ကိတ်ကြတာကိုအနေဝေးလို့ဆိုရဲမခိုင်မားတဲ့အကြောင်းပြချက်တစ်ခုနဲ့လန့်ခွဲခဲ့ပါတယ်။အစတော့ဖြစ်အောင်ငွေကြေးကအစထုတ်ပေးပြီးပံမိုးပေးခဲ့တဲ့ဘန်ကိတ်ကြတာကအကြည့်ကျဲခန်းစားသွားခဲ့ရပါတယ်။ခုနှစ်နှစ်ကြာတွဲလို့မြဲမဲလို့ထင်ပေမဲ့ဘယ်အရာကိုမှကြိုတင်မှန်းဆလို့မရနိုင်တာကြောင့်လက်လွတ်ပေးလိုက်ရပါတယ်။ဒါတွေမကသေးဘဲ ဲရွှေတူကအလားပိုင်းလောက်သာချစ်ကြိုက်တဲ့ရွှေမုံရည်ဒီနဲ့လက်ထက်သွားခဲ့တာကြောင့်ပန်ကိတတာကအချစ်ကိုတောင်မယုံရဲတော့ပါဘူးရွှေတူနဲ့ရွှေမုံတို့ကတော့အခုအချိန်ထိလက်ထက်ခါစားစုံနေတယ်လို့ချစ်ချင်နှူးနေဆက်ဖြစ်ပြီးတော့အခုတော့ဘဝကိုစီမှာအသားကျသွားကြပါပြီလွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်တုန်းကပန်ကိတတာကအချစ်ကြောင့်ခံစားခဲ့ရပေမဲ့အခုတော့သူ့ကိုအမြဲတမ်းနားလည်ပေးပြီးတော့ကြံမို့ထားပေးတဲ့ချစ်သူကိုပိုင်ဆိုင်သွားပါပြီနော်နေ့တည်ကျသွားပြီဖြစ်ပေမဲ့တစ္ဆာမရှိတဲ့ရွှေတူအကြောင်းကိုလူတွေကမမေ့ကြသေးပဲလက်ထက်သွားတဲ့ပန်ကိတတာအတွက်တော့ဝမ်းသာနေကြပါတယ်အခုတော့ပန်ကိ င်ကြတာကသူ့ဘဝအတွက်အမြဲတမ်းရှိပေးမယ့်ခင်မွန်းရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းတော့မှာပါရှင်။ဘန်ဂိတ်ကြတာရဲ့ခင်မွန်းကချုံမခံရတဲ့ရုပ်ရည်ရှိသူဖြစ်တာကြောင့်သူတို့နှစ်ယောက်စလုံးကရှိသွားနောက်လိုက်ညီနေကြပါတယ်။ဘန်ဂိတ်ကြတာကိုသူ့ရဲ့ခင်မွန်းဖြစ်လာမယ့်အမျိုးသားကတနေ့နဲ့နှစ်လကျော်သာတွေ့ရသေးတဲ့အချိန်မှာလက်ထက်ခွန်ကြောင်းတလို့ဂရိပေးခဲ့တယ်လို့တကယ်လည်းလက်ထက်ခဲ့ပါတယ်။နှစ်တကြာမသွားပဲသုံးနှစ်အကြာမှာတင်လက်ထက်သွားပြီဖြစ်တဲ့အထိဘန်ဂိတ်ကြတာကိုလက်မလွတ်တော့ပါဘူး။အပြန်အလှန်ထက်တူညီတဲ့အချက်တွေကြောင့်သူတို့နှစ်ယောက်ကတော့တရားဝင်လက်မှတ်ရေးထိုးလိုက်ကြပါတယ်။တိစ္ဆာမရှိတဲ့ချစ်သူကိုတတ်တည်ရှိ ှစ်ရှိထားခဲ့ပြီးနောက်မှာအချစ်စစ်အချစ်မန်နဲ့တွေ့သွားနိုင်တဲ့အကြောင်းကိုပန်ကိတတာကတည်တည်ပြသွားခဲ့ပါတယ်။စိတ်ရောကိုယ်ပါပြတ်သွားသွားချိန်မှာပိုကောင်းတဲ့အရာနဲ့တွေ့ရပြီးတော့သူ့ဘဝမှာအခြေအနေပတ်သက်လာရင်စိတ်မပူရတော့ပါဘူး။ချစ်သူတတန်းတုံးနဲ့အကြာမှလက်ထက်ခဲ့တဲ့ပန်ကိတတာလည်းခင်မုန်းနဲ့အကျူတရားပြောရှင်မစည်းလို့ဆုတောင်းပေးလိုက်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။